အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားသခင်ရဲ့ကွယ်ကာမစမှုရိပ်အောက်မှာအားလုံးနေကောင်းကျမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ကင်းတိုင်းမှာဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေတင်နေမိသားစုအိမ်သူအိမ်သားအရောက်စီတိုင်းကိုထောက်ရဘုရားကောင်းကြီးပေးဖို့ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်ဖြားနာနေတဲ့သူတွေစိတ်ယုံစိတ်ခမ်းတွေမှာရောက်နေတဲ့သူတွေဘဝ အသက်တာထဲမှာအခက်အခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားခင်ကအလေးအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့စူတောင်းမြတ်တာပို့တာပါတယ်။ရှာလောအားလုံးပေါ်မှာထာဝရဘုရားထံမှာလာတော့ညင်တဲ့ခြင်းတက်ရောက်ပါစီ။ ပြာကင်ရဲ့ကျေးဇူးတော်တသက်ကြောင်း2025ခုနှစ်ရဲ့နိုဝင်ဘာလ15ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထီတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောပြာကင်ရဲ့ကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါတယ်။ဒီနေ့မနက်မှာကျွန်တော်တို့အတူတကွဆင်ကျင်ခွားယူရမယ့်ကျမ်းပိုက်ကတော့ဟေပြဲဩဝါဒစာခန်းကြီး7အပိုင်ငယ်29ဖြစ်ပါတယ်။ယုံကြည်ခြင်းအားဖြင့်ရှင်ပြန်အမျက်ကိုမကြောက်ဘဲအဲဂုတ်တုပြည်ကိုစွန့်တွားဤအကြောင်းမူကားမျက်မြင်မရတော့ဖျာကင်ကိုမြင်ရပြီးတကယ်တော့ တည်ကြည်ခြင်းရှိ၏မောရှိရဲ့ဘဝသက်တာထဲမှာတတောင်တတရှိနေတဲ့နေရာအစဉ်ပြေပြီးကောင်းစားအောင်မြင်တဲ့နေရာဖြစ်တဲ့အဲဂုတ်တုပြည်ကိုစွန့်ပြီးမိဒရန်တော်တွေကိုထွက်သွားခဲ့တယ်။ဘာကြောင့်လဲယုံကြည်ခြင်းအဖြစ် ရှင်ပြန်ရဲ့အမျက်ကိုမကြောက်ဘဲ အဲဂုတုပြည်ကိုစွန့်ခြင်းဖြစ်တယ်။အဲဒီမျိုးစေ့ကမိဘတွေစီကနေဆင်းသက်လာခြင်းဖြစ်တယ်။ရှင်ပြန်ကဣတရေလလူတွေတားယောက်ျားလေးကိုဖွားမြင်တဲ့အချိန်တိုင်းမှာနနစ်အောက်ကလေးငယ်တွေကိုတတ်ရမယ်ဆိုတဲ့အမိန့်ကိုတင်းကျပ်စွာထုတ်ပြန်ထားတဲ့အချိန်ဖြစ်ပါတယ်။မောရှေရဲ့မိဘတွေကဖျားကိုကြောက်ရွံ့ယိုသိခြင်းနဲ့သူတို့အသက်ရှင်ခဲ့တဲ့အခါမှာတုံးလပတ်လုံးမောရှေကိုဝှက်ထားခဲ့တယ်။ ဟိပြဲဩဝါဒစာခန်းကြီး7ပိုင်ငယ်30နှစ်ကနေ35မှာထိုမတပါအဘဲတို့ပြောเสียရှိသေးသည်ဂီဒေါန်ဘာရက်ရှန်ဆုံယေဖတာဒါဝိရှမွေလာမှစ၍ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်သူတို့သည်ယုံကြည်ခြင်းအဖြစ်အခြားသောတိုင်းနိုင်ငံကိုအောင်မြင်ခြင်းတရားတဖြစ်စီရင်ခြင်းဂတိတော်ကိုဝင်စားခြင်းချင့်သိနှုတ်ကိုပိတ်ခြင်းမိအရှိန်ကိုငြိမ့်စေခြင်းဓာလက်နဲ့ဘေးနှင့်ကင်းလွတ်ခြင်း အနာမထမြောက်၍ကျမ်းမာခြင်းစစ်တိုက်တော်ခါခွန်အားနှင့်ပြည့်စုံခြင်းတပားမျိုးသားတို့၏တက်များကိုဖျက်ဆီးခြင်းမှုများကိုပြုကြ၏မိမတို့သည်လည်းတည်ခြင်းမှထမြောက်တော်မိမိတို့သားကိုရပြန်ကြ၏အချို့တော်သူတို့သည်ဒါ၍မြတ်တော်ထမြောက်ခြင်းတို့ရောက်လိုခြင်းကလူချင်းကို မခံမယူပဲပြင်းစွာတော်ညင်းစေခြင်းကိုခံကြ၏ကျမ်းပိုက်အဖြစ်ဖျားကောင်းကြည့်ပေးပါစီ ဂိတောင်ဘာရက်ရှန်ဆုံယေဖတဒါဝိရှမွေလာတို့ရဲ့ဘဝအတ္တကို ပြန်ပြီးတတိယပါလူအနေနဲ့မျောလင့်စရာမရှိတော့တဲ့အခြေအနေကနေဖခင်ကကဲ့တင်မှဆာခဲ့တယ်ရှမွေလာ သူ့ရဲ့မိခင်ကဟာနာဖြစ်တယ်။မြုံတဲ့အတွက်ကြောင့်ဒါမဖွားနိုင်ဘူး။အဲ့ဒီခေတ်ကာလအခြေအနေတုန်းကလူများစွာကဟာနာကိုကဲ့ရဲ့ပြစ်တင်ကြမှာဖြစ်တယ်။ဟာနာရဲ့ဘဝကိုဖခင်ကအဆက်ကွဲခြင်းတွေနဲ့အဆုံးမသက်စေခဲ့ဘူး။လူအနေနဲ့မျောလင့်စရာမရှိတော့တဲ့အခြေအနေမှာဟာနာတယောက်ဖခင်ရဲ့မျက်မှောက်တော်ကိုတိုးဝင်ခဲ့တယ်။နှလုံးသားတွန်းလောင်းပြီးတော့ဆူတောင်းခဲ့တယ်။ဖခင်ရဲ့လူဖြစ်တဲ့အေလိကိုယ်တိုင်ကရစ်မှုတယ်လို့ထင်တယ်။မနဲ့အစောကြီးရှိသေးတဲ့ငါသမီးဘာကြောင့်စပြည့်ရင်နဲ့ရစ်မှုရတာလဲ။ ်ဒီလိုမေးတဲ့အခါမှာဖယားကင်ရဲ့လူဖြစ်တဲ့အေလိကိုတိုင်ကျမဘဝကိုနားမလဲပါလားဒီလိုအနုလက္ခဏာအသွေးတွေနဲ့သူအိမ်ကိုလှည့်ပြန်သွားလို့ရတယ် ဖြစ်ကျင်တာတွေဖြစ်မလာတဲ့ဘဝမှာငါဖြစ်သလိုပဲအသက်ရှင်လိုက်တော့မယ်ဘဝကအဆိုးတွေထက်ခတ်တလဲလဲကြုံတဲ့အခါမှာအဆိုးတွေကိုအဆိုးနဲ့တုံ့ပြန်တော့မယ်ဒီလိုသင်ကစဉ်းစားကောင်းစဉ်းစားမိမယ်တို့တော့ဟာနာကနှိမ်ချတဲ့နှလုံးသားတစ်စုံနဲ့ဆက်ပြီးဖျားခင်မျက်မှောက်တော်ကိုတိုးဝင်ခဲ့တယ်ဒူမဟာစိတ်ညိုးငယ်ကြေကွဲနေတဲ့သူဖြစ်တယ်ဒါကြောင့်ဒီအခက်အခဲပြဿနာတွေကိုဖျားကိုပြောပြနေတာဖြစ်တယ်တုံ့ကြီးပြီးတော့ဖျားခင်ရဲ့လူဖြစ်တဲ့အေလိကိုပြောပြတဲ့အခါမှာဖျားခင်ရဲ့လူဖြစ်တဲ့အေလိကနောင်နေ့ဒီအချိန်ရောက်တဲ့အခါမှာ ားတားယောက်ျားကိုဖွားမြင်ရလိမ့်မယ်။ကောင်းကြီးမင်္ဂလာစကားပြောခဲ့တဲ့အခါမှာအမှန်တကယ်ရှမွေလှကိုရရှိခဲ့ပါတယ်။စူတောင်းခြင်းနဲ့ရရှိခဲ့တဲ့သားဖြစ်တယ်။ဖျားခင်ရဲ့အိမ်တော်မှာငယ်ရွယ်စဉ်အချိန်ကလေးကနေဖျားခင်ကိုအစေခံသောသားဖြစ်တယ်။ဖျားကအဆက်ကွဲခြင်းတွေကြားထဲမှာလူရရဲ့အစွန်ပြစ်ခြင်းတွေကြားထဲမှာဟာနာရဲ့ဘဝကိုအဆုံးမသတ်စေခဲ့ဘူး။ သင်ကဟာနာကဲ့သို့နှလုံးသားသွန်းလောင်းပြီးဖျားကိုဆုတောင်းမယ်ဖျားကရဲ့မျက်မှောက်တော်ကိုရှာမယ်ဖျားကရဲ့ဂတိတော်ကိုဆွဲလန်းပြီးသင်ကအသက်ရှင်မယ်ဆိုရင်သင်ပြုံးရရမယ့်အချိန်တွေဝမ်းမြောက်စွာကခုံရမယ့်အချိန်တွေတချင်းဆိုရမယ့်အချိန်တွေဖျားကပြင်ဆင်ပေးမှဖြစ်တယ် 138ကျင်းမြောက်သောစာလံပိုက်ငယ်ခုနှစ်ကံနေရှစ်မှာအကျွန်ုပ်ဒီဆင်းရဲဒုက္ခများ၌ကျင်လေတော်လဲကိုရောဒီအကျွန်ုပ်ကိုအသက်ရှင်စေတော်မူလိမ့်မည်လက်တော်ကိုဆန့်လျက်ရန်သူတို့၏အမျက်ဒေါသကိုစီတား၍လက်ရလက်တော်အားဖြင့်ကျွန်ုပ်ကိုကယ်တင်တော်မူလိမ့်မည်သရပြားသည့်ငါ၏အမှုကိုပြီးစီးစေတော်မူမည်အိုသရပြားကရုဏာတော်သည်အစင်မြဲတည်ပါသည်ဖြစ်၍ ကိုရောဤလက်နှင့်ပြုစုတော်မူတို့ကိုစွန့်ပစ်တော်မူပါနှင့်ဖယားကရဲ့လက်တော်ကရန်သူတို့ရဲ့အမျက်တော်တာကိုစီတာပေးသလိုလက်ရလက်တော်အဖြစ်ကျွန်ုပ်ကိုကယ်တင်တော်မူလိမ့်မည် နေရစင်တိုင်းမှာကဲတင်ခြင်းအမှုကိုပြုတော်ဖရားတင်တဲ့သူရှိတယ်။တင်ကိုချက်တဲ့ကောင်းကင်ဖခင်တဲ့သူဘဝခီးကိုနေနေတာဖြစ်တဲ့အတွက်ဘဝရဲ့အခြေအနေတိုင်းမှာ အချိုးအကွေ့အဖြစ်အပျက်တိုင်းမှာစိတ်ပြက်အားငယ်စရာမလိုဘူး။အေမာနွေလဖရားတင်တဲ့သူရှိတယ်ဆိုတာကိုနားလည်ဝန်ခံပြီးအခက်အခဲပြဿနာတွေကြားထဲမှာပြင်လင်းငြိမ်ဝတ်စွာဖရားခင်ရဲ့လက်တော်ကိုဆောင်ဆိုင်ပြီးအသက်ရှင်ဖို့ဖြစ်တယ်။ ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်အားလုံးကိုဘုရားခင်အထူးကောင်းချီးပေးပါစေ thank you သူရှိကဲတင်ရှင်ဝေးနေနာမတော်ရာသူလေးမျက်ရှိနေခွန်အများကိုပေးလို့ကြွယ်ကနေစေလေဘဝမှာငြိမ်သက်ချေရရှိဖို့ရန်လေတန်တလို့နေလာတေယုံချီလိုက်ပါနာမတော်ရာသူလေးမျက်ရှိနေခွန်အများကိုပေးသူဝိညာဉ်တော်ပဲလေ ချောင်းနေသူ꽤가싸마베이가안내림시부조나마미에싸우쌰오네두종라메바키드웨세이샤제비

ဲကဆောင်မပေးကအမြဲတမ်းရှိဘူးဂျိုးနာမမြဲဆောင်းဆောင်နေသူဂျုံလာမဲ့ဘွားခီးတွက်စိတ်ချစေပြီဂျိုးနာမမြဲဆောင်းဆောင်နေသူကွဲကဆောင်မပေးကအမြဲတမ်းရှိဘူးဂျိုးနာမမြဲဆောင်းဆောင်နေသူဂျုံလာမဲ့ဘွားခီးတွက်စိတ်ချစေပြီ မြဲဆောင်းရှောင်နေသူကြုံလာမဲ့ဘွားခီတွေ့စိတ်ချစေသည်